အင်တာနက်ပေါ်မှာနာမည်ကြီးပေမဲ့ငလင်ဘေးမှာတပြားတစ်ချက်မှမလှူတဲ့နားမှုလေးနဲ့ရာတော်သူတို့ကိုအခုလိုမေးခွန်းထုတ်လိုက်တဲ့အခါဥပရိသတ်များလုံးမင်္ဂလာပါရှင်ရွှေမန်းလေး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အင်တာနက်ပေါ်မှာ viewer တွေတစ်လနဲ့တစ်လဒေါ်လာထောင်ချီမြန်မာငွေသိန်းရာချီဝင်နေပေမဲ့ငလင်ဘေးမှာတစ်စက်လေးမှအလှူတမ်းမလုပ်တဲ့နားမှုလေးနဲ့ရာတော်သူတို့လို food blogger တွေကိုမေးခွန်းထုတ်လိုက်တာကတော့ Facebook ဆက်လီခါဥနဲ့ကိုထွန်းခင်တို့ဇနီးမောင်နှမ အမေရိကန်နိုင်ငံက14ခါဦးနဲ့ကိုထွန်းခင်တို့ဇနီးမောင်နှံကထမင်းတနက်ကိုကောင်းကောင်းမစားနိုင်တဲ့အခြေခံလူဒန်းစားတွေအတွက်ထမင်းတနက်ဝမ်းရည်ပြည့်လည်နိုင်စေဖို့ဘာဆာဆာတထောင်တန်ထမင်းဆိုင်လေးကိုဖွင့်လှစ်ထားပြီးတော့မြန်မာနိုင်ငံကလူတွေကိုပရဟိတလုပ်ပေးနေပါတယ်။ဒီလိုမျိုးအမြောင်မြင်ရှိပြီးတော့စေတနာတရားတရားထက်သန်တဲ့ Facebook ဆက်လေးကိုထွန်းခင်နဲ့ခါဦးတို့ဇနီးမောင်နှံရဲ့အလူတွေကြောင့်လည်းပရိသတ်တွေတော်တော်လေးကိုပဲချီးကျူးနေကြတာပါ။ ဒီမတိုင်ခင်မှာတော့ Facebook ပေါ်မှာဗလားပြနေရဲ့အမေရိကန်ကကုထုံးခင်နဲ့ခါဦးရုံစုံတွေကိုပြည်သက်တွေကတိတ်ကြည့်မရပါဘူး။အခုငလင်ပေးကြောင့်အဆန်းဆန်းရရာကုံစင်းတို့နေဈေးကြီးနေချိန်မှာထမင်းတနတ်စားဖို့အတွက်မနေယုံကန်နေရတဲ့ပြည်သူတွေအတွက်မန္တလေးမြို့မှာကုထုံးခင်နဲ့ခါဦးရုံကဘာဟင်းနဲ့ပဲဆဆာတထောင်တန်တန်ဖိုးနဲ့ထမင်းဆိုင်ကိုဖွင့်လှစ်ပေးခဲ့ပါတယ်။ ခါဦးတို့ဇနီးမောင်နဲ့ဟာဒီလိုမျိုးကိုရိုင်းလဲငလင်ပေးမှတက်ကြွစွာနဲ့ပါဝင်လာခဲ့တယ်လို့မြန်မာနိုင်ငံကဆယ်လီရီဒေးကဘသူရိငလင်အတွက်ပါဝင်လှူဒန်းကြလဲဆိုတာကိုစောင့်ကြည့်ပြီးတော့ဝေဖန်မှုလုပ်လာပါတယ်မြန်မာနိုင်ငံမှာရှိကြတဲ့ vlogger တွေဟာ TikTok, YouTube, Facebook page တွေကနေတလားတလားငွေသိမ်းရာချီရနေကြတဲ့သူတွေဖြစ်ပါတယ်။ ကျေးဇူးသူများလေဝင်ငွေပိုရလေဖြစ်တာကြောင့်စီးပွားရေးဈေးကွက်ကောင်းတစ်ခုကိုပိုင်ဆိုင်ထားကြတဲ့သူတွေဆိုရင်လည်းမမားပါဘူး။ဒါကြောင့်မလို့မြန်မာပြည်သူပြည်သားတွေဘေးဒုက္ခခံစားနေရတဲ့အချိန်မှာတော့သူတို့အနေနဲ့ကုညီထောက်ပံ့လူတန်းမှုတွေကိုလုပ်သင့်ပါတယ်။နောက်ပြီးတော့သူတို့ဆယ်လီတွေကဥဆောင်ပြီးတော့ငလင်ဘေးတွေမှာပါဝင်လူဒန်းကြဖို့တိုက်တွန်းလှုံ့ဆော်တာမျိုးတွေလည်းဆောင်ရွက်သင့်ပါတယ်။ကိုယ်တိုင်လည်းပါဝင်လူဒန်းသလိုနောက်ထပ်လည်းပါဝင်ကြဖို့အတွက်နှိုးဆော်မှုတွေသာလုပ်ကြမယ်ဆိုရင်သူတို့အတွက်ရောအားပေးသူတွေအတွက်ပါဝမ်းမြောက်ကြရမှာပါ။ အခုဆိုရင်တော့ဆယ်လီအောင်ချမ်းအေးတို့တိုးအောင်တို့လိုလူတွေတောင်းလူတန်းနေကြပါတယ်။ဒါပေမဲ့တပြားတစ်ချက်မှမလို့တဲ့ food blogger တွေကတော့ယာရောသူနဲ့နားမူလေးတို့ရှိပါသေးတယ်။ဒီဆယ်လီဖူဘလော့ဂါတွေဟာငလင်ဘေးမှာတော့တိတ်ဆိတ်နေကြပါတယ်။ဒါကြောင့်အမေရိကန်နိုင်ငံကခါဦးရိုးဇနီးမောင်နှံကတော့ငလင်ဘေးမှာနှုတ်ဆိတ်နေတဲ့နာမည်ကြီးဖူဘလော့ဂါတွေဖြစ်တဲ့ဂျာရောသူနဲ့နားမူလေးတို့ကိုအလိမ္မာနီးနဲ့မေးခွန်းထုတ်ကဝေဖန်ခဲ့ပါတယ်။ ဇာရောသူနဲ့နားမူလီတို့ဟာနာမည်ကြီးထိတ်တန့်ဖူဘလော့ဂါတွေလို့ကြောင်ပြောလို့ရပါတယ်။သူတို့ရဲ့ဆိုရှယ်မီဒီယာအစုံမှာအားပေးဝန်းရံသူတွေများတာကြောင့်သူတို့ရဲ့တလဝင်ငွေဟာဆိုရင်တော့သိန်း90အထက်မှရှိမှာပါ။ဒါပေမဲ့ငလင်ပေးမှာတော့လူတန်းတာမတွေ့ခဲ့ရပါဘူး။ဒါကြောင့်မလို့ခါဦးတို့ကမြန်မာနိုင်ငံမှာရှိနေကြတဲ့နားမူလေးနဲ့ရာတော်သူတို့ရောငလင်ပေးမှာဘေးကင်းကြရလားဆိုပြီးသူတို့တွေကရောဘယ်ဒေသတွေမှာနေကြတာလဲစိတ်ပူလို့ပါဆိုပြီးတော့ပြောလာခဲ့ပါတယ်။ ကိုထွန်းခင်ကလည်းရတော့သူရဲ့အဖေဆိုရင်စီးပွားရေးအမြင်ရှိပြီးတော့လူတွေစိတ်ဝင်စားအောင်လှုံ့ဆော်နိုင်စွမ်းရှိတယ်။ဒါကြောင့်ပရိသတ်တွေကလည်းသူတို့မိသားစုကိုအားပေးကြတယ်။သူတို့တွေငလင်ဘေးမှာပျောက်နေလို့အဆင်ပြေပြေရှိနေကြသေးလားဆိုပြီးအလိမ္မာနီနဲ့မိခွန်းထုတ်ခဲ့ရပါတချို့ပြည်သက်တွေကတော့သဘောယိုးနဲ့မေးတယ်ထင်ပြီးသူတို့ရဲ့နေရာဒေသတွေကိုပြောပြကာဘေးကင်းကြောင်းပြောကြပါတယ်။ဒါပေမဲ့အထာနဲ့တဲ့ပြည်သက်တွေကတော့ခါဦးတို့ကိုထောက်ခံနေကြပြီးတော့ရာတော့သူတို့နားမှုလေးတို့ကိုဝေဖန်လာကြပါတယ်။ နာမည်ကြီးဆက်လီတွေဖြစ်နေပြီးတော့နှုတ်ဆက်နေရကြအောင်အပေးချိုးမနဲ့ဘူးဆိုပြီးအပြစ်တင်ရှုံချလာခဲ့ရပါတချို့ကလည်းသူတို့ကလူတော့လူမှာပါလိုင်းပေါ်တင်ပြီးတော့မပြတာပဲဖြစ်မယ်လို့နားလည်ပေးနေကြပါတယ်။တချို့သောသတင်းတွေအရတော့ရတော်သူဟာစစ်ပေးရှောင်နေရတယ်လို့လည်းသိရပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတပြားတစ်ချက်မှမလူတဲ့ရတော်သူနဲ့နားမှုလေးတို့ကိုဘယ်လိုထင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။